်မင်္ဂလာပါရှင်11 web tv ရဲ့ exclusive interview ကဏ္ဍနဲ့ကြိုဆိုပါရစေဒီတစ်ခါမေးမြန်းမှုမှာတော့ September တရက်နေရစာပြီးအ ਨੇ ဆုံးလောက်ခလာစာအတွက်ကိုတရက်3600သတ်မှတ်ပေးလိုက်ပါတယ်ဒီလိုသတ်မှတ်ပေးတဲ့အပေါ်မှာတချို့စက်ရုံတွေမှာသတ်မှတ်ထားတဲ့အတိုင်းပေးတယ်လို့တချို့စက်ရုံတွေမှာတော့အရင်ပေးနေကြ အပူဆောင်ခန်းစား권ကိုရှော့ချပြီးလောက်ခလာစာတွေပေးလိုက်ပါတယ်ဒီလိုပေးလိုက်တဲ့အတွက်ကြောင့်အလုတ်သမားတွေမှာနင့်နာဆုံးရှုံးမှုတွေအခက်ခဲဖြစ်ပေါ်ပြီးတော့မကျေနပ်တဲ့အတွက်ကြောင့်ဆန္ဒပြတာတွေထိုင်သပိတ်ပြတာတွေဖြစ်ပေါ်လာပါတယ်ဒီလိုဖြစ်ပေါ်လာတဲ့ပတ်သက်တာဘာကြောင့်ဒီလိုမျိုးတွေဖြစ်ပေါ်လာရလဲဒီကိစ္စတွေကိုဖြေရှင်းပေးနေတဲ့ခုံသမားရိကောင်စီရဲ့ဆုံးဖြတ်မှုတွေအရောဘယ်လိုရှိလဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတွေးဆမေးမြန်းသွားမှာဖြစ်ပါတယ်ရှင်ဒီလိုတွေးဆမေးမြန်းမှုကိုမြန်မာနိုင်ငံအလုတ်သမားတမကအဖွဲ့ချုပ်ကဥက္ကဋ္ဌဦးအောင်လေးနဲ့တွေးဆမေးမြန်းသွားမှာဖြစ်ပါတယ်ရှင် ဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါဗျာဟုတ်ပထမဦးဆုံးအနေနဲ့ပေါ့ဆရာဒီအ ਨੇ ဆုံးလုခလာစာတရက်ကို3000ချက်သတ်မှတ်လိုက်တယ်ဒါပေမဲ့တစ်ဖက်မှာတော့သသိန်း8000မှာဒီအပူဆောင်ရတဲ့ဟာတွေကိုဖြုတ်ချလိုက်တယ်လို့ပြောတယ်ဒီပေါ်မှာအလုသမားတွေကဒီစက်ယုံတော်တော်များများမှာဆန္ဒပြလာဖြစ်ပေါ်လာအဲ့ဒါစက်ယုံအာလုံးလားရှင်ဘယ်လိုစက်ယုံနေမှာဖြစ်နေလဲဆရာ3600ဒီဒီစံခန့်ကာလပြီးမြောက်ပြီးတော့ဒီဗမင်းနေဝန်တိုင်းပြခအခံရတဲ့လုသားတယောက်ကို အနိုင်ဆုံးပြည့်ရှင်ရမယ်ပမာဏဖြစ်ပါတယ်3600တဲ့ short ပေးလို့မရပါဘူးအဲ့တော့3600အနည်းဆုံးအခကြီးငွေသတ်မှတ်လိုက်တဲ့အခါမှာမူလအခမ်းစား권မူလပေးမြဲခံစား권နှစ်ခုရှိပါတယ်မူလခံစား권ရဲ့ပေးမြဲခံစား권ရဲ့အဲ့တော့ပေးမြဲခံစား권မှာ3600ထက်ပိုနေသောဝန်ထမ်းများအလို့ချင်း၈နာရီအတွင်းမှာ overtime မပါသူ့ရဲ့လိုအားကဝင်ငွေအထွေထွေအရက်အပေါင်းဝင်ငွေဒီမူလပေးမြဲခံစား권ဖြစ်ပါတယ်အဲ့မူလပေးမြဲခံစား권အထွေထွေအရက်အပေါင်းခံစား권 ီလုံးတစည်းတဲ့ငွေကြေးဒီ3600ရဲ့ပို့နေသောငွေ9000ဖြစ်မယ်6000ဖြစ်မယ်ဆိုရင်ပြန်လဲပြီးရှော့ချခွင့်မရှိပါဘူးမူလပေးမြဲခံစားခွင့်နဲ့ရိုးရိုးဈေးချင်းဖြစ်လို့မရပါဘူးဒါကြောင့်မို့လို့မူလပေးမြဲခံစားခွင့်ကိုရိုးရိုးဈေးတယ်ဆိုလို့ရှိရင်ဒါဟာလည်းပဲဥပဒေကိုချိုးဖောက်တာဖြစ်ပါတယ်အဓိကကဒီပေါက်ဆက်ငွေကြေးပြဿနာပါအနည်းဆုံးအဆင့်ဝန်ထမ်း3600ကိုပေးရတဲ့အခါမှာအခြားအဆင့်တွေမှာရောဘယ်လိုတတ်မှတ်ပေးမှာလဲ။ကြွန့်ကျင်ကြီးတွေ လုံသက်ကြီးတွေနှစ်တိုးကြီးတွေစသဖြင့်ပေါ့နော်နောက်အခြားပေါင်းဆက်အခွင့်အရေးတွေမှာအမဖယ်ရီစီစဉ်ပေးတာမျိုးတွေထုတ်လုပ်ရေးကြီးတွေစသဖြင့်အဲ့တော့ဒီလစာပေးတဲ့စနစ်မှာအခြားပေါင်းဆက်ငွေကြီးတွေဒီ short ချလိုက်ပြီးတော့အချိန်ခံလစာကိုပို့ပြီးတော့ပေးလိုက်တာတွေလည်းပဲဒါအမျိုးမျိုးအဖုံဖုံကျွန်တော်တို့ကြုံတွေ့နေရတာတွေရှိတယ် ရှိတဲ့အခါကျတော့အစားအချားအဆင့်နေမှာပေါက်ဆက်ငွေကြီးကိုဘယ်လိုတတ်မှတ်မလဲဆိုတဲ့ဟာကဥပဒေမှာမပါဝင်ဘူးမပါဝင်တဲ့အခါကျတော့ဒါကတကယ်ကိုဘေးကျနေကြဖြစ်စေတယ်ဟိုအဆင့်တိုင်းအဆင့်တိုင်းမှာဘလောက်တုံးမှလဲဆိုတဲ့ဟာမျိုးကတော်တော်လေးကိုဒါအလုရှင်တဲ့အလုသမားနှစ်ဖက်လွန်ဆွဲရတဲ့အခြေအနေတခုမှရှိတယ်ဘယ်ပုံမှာလွန်ဆွဲမှလဲဆိုတော့ဒီအလုခန့်အပ်ခြင်းဆိုင်ရာနှစ်ဖက်သဘောတူစာချုပ်ကိုကျွန်တော်တို့စက်တင်ဘာလ1ရက်နေ့ကနေစပြီးတော့လောက်ကုန်အထိပေါ့နော်တတ်မှတ်ပေးထားတယ် ်အဲ့တော့ခုတော့နောက်ထပ် Asian Games တလားထပ်ပေးပါတယ်အော်တိုဘာလတလားပေါ့နော်ထပ်ပြီးတော့ထပ်တိုးပေးထားတဲ့ဒီနှစ်လကာလအတွင်းမှာလှုပ်ခန္ဓာချင်းဆိုင်ရာအစီအစာချုပ်ချုပ်ကြရမယ်ချုပ်တဲ့အခါမှာအစီအစာချုပ်မှာလှုပ်ရှင်လှုပ်သမားသူ့ပဲကိုယ်ပဲလွန်ဆွဲကြမယ်လှုပ်ရှင်ကလည်းပဲအချို့အခွင့်အရေးတွေမပေးကျင်ဘူးလှုပ်သမားကလည်းပဲဒါဒီအခွင့်အရေးကတော့တို့ရတင်ရထိုက်တယ်လို့တို့ Twitter ယူဆတာတွေရှိတယ်။အဲ့တော့ကျွန်တော်တို့က corporate social responsibility နဲ့ကြည့်ရပါတယ်။ဒီ company များရဲ့လူမှုစီးပွားဘဝတာဝန်ယူခြင်းတာဝန်ခံခြင်းဆိုတဲ့အပိုင်းမှာ เนาะတာဝန်ခံမှု accountability လည်းရှိဖို့လိုအပ်ပါတယ်။ဒါကြောင့်မို့လို့ဥပမာ ferry season ပေးတာမျိုးတွေအမျိုးတွေကဒီ3600ပေးလိုက်ရလို့တချို့ဆက်ရုံတွေ ferry ရုပ်လိုက်တယ်လို့ကျွန်တော်တို့ကြားရပါတယ် ferry မပေးတော့ဘူးအဲ ferry ကလည်းမပေးတော့ဘူးခု season နဲ့ကိုသွားပါဆိုတာမျိုးတွေရှိရတယ်။ဒါအလွန်တာဝန်မဲ့တဲ့လုပ်ရက်တွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဝန်ထမ်းကိုဒီဆက်ရုံအလုပ်ရုံအလုပ်သွားအလုပ်ပြန်ပို့အကျိုးတာဝန်တွေအလုပ်ရှင်ရဲ့တာဝန်ဖြစ်ပါတယ်။ဒီလိုဝန်ဆောင်မှုမျိုးတွေပေးနိုင်အောင်လည်းပြင်ဆင်ထားရပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ဒါတို့ရဲ့လိုအပ်ချက်တွေပါဟုတ်ကဲ့အဲ့ဒါဆိုလို့ရှင်ဆရာနောက်တစ်ခုကပေါ့နော်ဒီ3600ကိုတို့ကဒီဘက်တစ်ဖက်ကနေပြီးတော့မှနော် short ချလိုက်တဲ့အပူဆောင်တွေ short ချလိုက်တဲ့အတွက်ကြောင့်အလုပ်သမားတွေမှာဘလို့အခက်ခဲတွေကြုံဘလို့နေနာမှုတွေရှိနေလဲဆရာအဲ့ဒါလည်းပြောပြပေးပါအောင်အဓိကကတော့3600ပဲရမယ်အပူဆောင်ငွေမရနိုင်ဘူးဆိုတဲ့အခါမျိုးမှာဒီနှစ်ပိုင်းရှိပါတယ်ဟုတ်ကဲ့တလောက်ကိုအလုပ်ဆင်းရမယ်ရဲ့အတွက်အဲ့ဒီမှာ20000ခန်းလုံးနဲ့အထက် ပို့ပြီးတော့ဒီ transport charge ဆိုသူသုံးရမယ်ဆိုလို့ရှိရင်သုံးဖို့25ရာခိုင်နှုန်းလောက်သူသုံးရမယ်ဆိုလို့ရှိရင်ကြံတဲ့ဝင်ငွေဒီစားရေးဝတ်ရေးနေရေးအလုံးအတွက်ကဘာဖြစ်နိုင်မလားဒါမှမဟုတ်ဒီဆိုင်ဝင်တွေကအချို့ဆိုင်ဝင်တွေမှာ overtime ပေးတယ်ပေါ့လက်ရှိဝန်ကြီးဌာနကတော့ overtime အတွက်နည်းကို982ကျက်နဲ့ဒါသူတို့တတ်မှတ်ပြီးသားဒီ overtime တနာယူ900ကျက်ပေးပြီးတော့နှစ်နာရီခိုင်းမယ်ဆိုရင်1800ကျက်ထပ်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အချို့လုပ်ငန်းရှင်တွေကလည်းဥပါတိုင်းမပေးချင်ကြတော့ဘူးဒါဆိုအပူဆောင်ဝင်ဝင်ရရှိနိုင်မယ့်အခွင့်အလမ်းလည်းမရှိဘူးဆိုရင်ဝန်ထမ်းအနည်းဆုံးဝန်ထမ်းတွေ3600ကျပ်ပေါ့နော်ဒီ3800တောင်ထဲမှာကြောင်ပိတ်မိသွားနိုင်တဲ့အခြေအနေတခုရောက်သွားနိုင်တယ်ဒါကြောင့်မို့လို့လှုပ်ရှင်တွေအနေနဲ့မရှိမဖြစ်ပေးရမယ့်အချို့ဝန်ဆောင်မှုတွေကိုတော့ဒီမိသားစုစိတ်ဓာတ်ထားပြီးတော့ပေးဖို့လိုအပ်တယ်ကိုယ့်လူသမားပေါ်မှာကိုဘလောက်ထိတောင်းဝန်ကြည့်တယ်ဆိုတဲ့အားတစ်ခုကိုထုတ်ပြနိုင်မှုအရေးကြီးတယ်။လူသမားကလည်းပဲအဲ့ဒီအပေါ်မှာကိုယ်အလုပ်ရှင်ပေါ်မှာယုံကြည်မှုအားကောင်းလာတာနဲ့အမြတ်ထုတ်လို့ရ အပိုင်းမှာလည်းပဲပုံပြီးအားကောင်းလာနိုင်တဲ့ဆက်ဆံရေးတစ်ခုတိစောက်နိုင်မယ်လို့မြင်တာလေဟုတ်ကဲ့ဆရာအခုလက်ရှိကြားနေရတာပေါ့နော်3600ဒီတတ်မှတ်ပြီးရတော့မနောက်ဆက်တွဲနေကြားနေရတဲ့ဒီဆန္ဒပြတွေဘာတွေမှာကအထယ်ကျုပ်လုပ်ငန်းအများစုကစက်ရုံတွေမှာကြားနေရတယ်ပေါ့နော်အဲ့တော့ဒီအထယ်ကျုပ်လုပ်ငန်းကတခြားစက်ရုံတွေကတော့ဒီလိုမျိုးအတန်အဲ့လိုမျိုးအတန်မကြားရဘူးပေါ့နော်အဲ့တော့ပုံမှန်အတိုင်းပဲသူတို့ဘာသူတို့ပေးနေရလားအထယ်ကျုပ်တစ်ခုတွေရပဲတခြားလုပ်ငန်းเนี่ยဘလို့ကြားချက်ရှိနေလို့ဒီလိုမျိုးတွေဘာကြောင့်အဲ့လိုမျိုးတွေဖြစ်နေရလဲဆရာအဓိကကတော့ဒီ အကုန်ဂျင်းနှုံရရှိမှုတွေကွာခြားတယ်လို့လည်းပြောကြတယ်ဟုတ်ကဲ့တချို့တချို့ဒီစိုက်ဝင်အလို့ရုံတွေကသူတို့ဒီအကုန်စနစ်ကဟို brand တွေက brand အမြင့်တွေသူတို့ရထားတယ်ရထားတဲ့အခါကျတော့ဒီဒီလက်ခတ်အပ်တဲ့ဂျင်းနှုံကလည်းပဲမြင့်တယ်မြင့်တော့လုံးတာကင်တာအခြေအနေရှိတယ်တချို့ကျတော့ဒီအကုန်ဂျင်းနှုံနှိမ့်တယ်နှိမ့်တဲ့အခါကျတော့ဒီလုံးတာကင်တာရှိမှုအနေထားကလည်းပဲသူတို့ဘေးကျန်နေချက်ဖြစ်လို့3600ကိုပေးခြင်းပေမဲ့မပေးနိုင်တာမျိုးဆိုတာမျိုးတွေပြောလာတယ် ်ကဲ။နော်ဒီနှစ်ပိုင်းရှိတယ်။နောက်တစ်ချက်ကလည်းပဲလှုပ်ချိန်ပြဿနာ။လှုပ်ချိန်ပြဿနာနဲ့ပတ်သက်တဲ့ကိစ္စတွေကလည်းကိုကိုပြပြအခုချိန်မှာမရှိဘူး။မရှိဘူးဆိုတော့ကျွန်တော်တို့လှုပ်ချိန်ပိုင်းနဲ့ပတ်သက်ပြီး၃ပိုင်းပါ။တစ်ချက်တည်းကျွန်တော်ပြောသွားပါမယ်။လှုပ်ချိန်၈နာရီတစ်ဆိုင်းလက်ပတ်တဲ့ဆိုင်ကိုလှုပ်ရုံ။နောက်တစ်ရက်ကိုလှုပ်ချိန်၈နာရီနှစ်ဆိုင်းလက်ပတ်တဲ့ဆိုင်ကိုလှုပ်ရုံ။နောက်တစ်ရက်ကို၈နာရီသုံးဆိုင်းလက်ပတ်တဲ့ဆိုင်ကိုလှုပ်ရုံ။ဆိုပြီးတော့ကျွန်တော်တို့၃မျိုးရှိတယ်။အဲ့တော့ဒီနေ့ကို၈နာရီသုံးဆိုင်း၂၄နာရီမပြတ် လက်ပတ်နေရတဲ့ဆယ်ရန်နေရာတွေနဲ့တွားရတဲ့ဆက်ဝင်အလို့ရုံတွေမှာလုပ်ငန်း၉မျိုးပေါ့နော်အဲလုပ်ငန်း၉မျိုးထဲမှာတချို့လုပ်ငန်းမပါဘူးခင်ဗျအဆက်မပြတ်လက်ပတ်ရတဲ့လုပ်ငန်းထဲမှာအဲ့တော့တရက်ကို၈နာရီ၃ဆိုင်၂၄နာရီမှာ၈နာရီ၃ဆိုင်အဆက်မပြတ်လက်ပတ်ရတဲ့ဆက်ဝင်အလို့ရုံတွေရဲ့အလို့ချိန်ဒီ၈နာရီတစ်ဆိုင်တိုင်းတစ်ဆိုင်တိုင်းမှာမိနစ်၄၀၄၀အနားပေးရပါတယ်ဒါကြောင့်မို့လို့၈နာရီ၃ဆိုင်လက်ပတ်တဲ့ဆက်ဝင်အလို့ရုံတွေရဲ့အလို့ချိန်ဒီ၇နာရီမိနစ်၂၀ဖြစ်ပါတယ်၈နာရီတစ်ဆိုင်သုံးဖို့၂ဆိုင်လက်ပတ်တဲ့ဆက်ဝင်အလို့ရုံတွေမှာ ။ထမင်းစားနားချိန်မပါလို့ရှင်၈နာရီဖြစ်ပါတယ်။ဒါကြောင့်မလို့၈နာရီအပြည့်လိုအပ်ပေးရမှာဖြစ်တယ်။ဒါကြောင့်မလို့ဥပဒေအရကျွန်တော်တို့ကတင်းငွေကြီးတပြည့်တပတ်ပိတ်ရတရက်တင်းငွေကြီးတရက်ကိုလောက်ခလာစားအပြည့်ဖြစ်အနာပေးရမြည်ဆိုတာအ ਨੇ ဆုံးတော့အ ਨੇ ဆုံးတပတ်တင်းငွေကြီးတရက်ကိုလောက်ခလာစားအပြည့်ဖြစ်အနာပေးရမြည်လို့ပါတဲ့အတွေ့တပတ်ကို44နာရီလို့ဒီနေ့လောက်ချင်း8နာရီတပတ်44နာရီလောက်ရတဲ့စက်ရုံနေမှာစနေနေ့နေ့ဝက်ဆိုရင် ်သတ်မှတ်အချိန်ပြည့်သွားပါပြီ။ဒါကြောင့်မို့လို့ခုနကဥပဒေရတပတ်တရက်အနည်းဆုံးလောက်ကလစာအပြည့်ဖြင့်အနားပေးရမည်ဆိုတဲ့အတွက်စနေနေ့ညတစ်ပိုင်းကိုလည်းပဲအနားပေးလို့ရပါတယ်။ဒါကြောင့်မို့လို့လူသမားတွေကအလို့ရှင်တွေကကိုယ်ခွဲပြပြတိထားဖို့ကတပတ်အလို့ရှင်44နိုင်တဲ့ကြော်လွန်မီခိုင်းရင်စနေနေ့နောက်ထပ်ထပ်ခိုင်းတဲ့4နိုင်ရည်ဒီဥပဒေတရက်စာပေးရပါပဲ။နှစ်ဆပါ။ဟုတ်ကဲ့။အဲ့တော့ဒီအထယ်ကျုပ်လုပ်ငန်းရှင်တွေဘက်ကပေါ့နော်ဒီဒီ ပြီးခဲ့တဲ့ဒီလောက်ခလာစာမတက်မခင်တုန်းကပြောခဲ့တာရှိရပေါ့နော်တရုတ်အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်တွေအကယ်လို့3600တာတက်မခဲ့လို့ရှိရင်သူတို့လုပ်ဖို့အတွက်အဆင်မပြေဘူးလို့ပြောခဲ့တယ်။အဲ့ဒါကြောင့်စက်ရုံတွေပိတ်သိမ်းတဲ့အထည်ဖြတ်သွားနိုင်တယ်လို့ပြောခဲ့တယ်။တကယ်တမ်းမှာကောအခုလက်ရှိမှာ3600တက်မပြီးတဲ့နောက်မှာတကယ်တမ်းစက်ရုံပိတ်သိမ်းတဲ့စက်ရုံတွေဘဏ္ဍာရုံလောက်ရှိနေပြီလေဆရာ။ငုံတိုင်းတွေမှာတော့ဆေးုံပိတ်သိမ်းတာတော့ထူးထူးခြားခြားကျွန်တော်တို့မတွေ့ဘူး။ဘာကြောင့်လဲဆိုတော့ဒီပြီးခဲ့တဲ့လာဇမိုင်းဝန်ကြီးဌာနမှာဒါကျွန်တော်တို့9ရက်နေ့အထိကျွန်တော်တို့ရှင်းချီတာတော့ ဒီဝန်ထမ်းရတထောင်ရောနထောင်လောက်ပေါ့နော်ရှိရယ်ဝန်ထမ်းရှော့ချတဲ့ဆက်ရုံလို့ရုံ9ရုံလောက်ကျွန်တော်တို့တွေ့တယ်ဒီဘက်လာကုန်ပိုင်းပေါ့နော်စက်တင်ဘာလကုန်ပိုင်းလောက်မှာတော့38ရုံလောက်ဖြစ်လာတယ်လူရှော့ချတာပါညာပေါ့နော်ဒါတော့ဝန်ကြီးဌာနမှာရှိတဲ့ရှင်ရင်ရတော့နထောင်ကျော်ကျော်လောက်ရှိတယ်လုပ်ငန်းခွင်လန်းကိုလည်းပဲဒါသူဒီ800နဲ့900ကြားလေးလောက်တခြားဆက်ရုံတွေမှာလှည့်ပြီးတော့ပြန်ပေးထားတာတွေရှိတယ်ရှိတဲ့အတွက်ကြောင့်မလို့ဝန်ကြီးဌာနမှာရှိတဲ့ရှင်ရင်နဲ့အပြင်မှာအရက်တည်င်းပေါ့နော် ကျွန်တော်တို့ကြားနေတဲ့စီးရင်နေရတော့ကွာခြားမှုရှိတယ်အဲ့တော့ဝန်ကြီးဌာနမှာ register မတင်မဲနဲ့ဟို register မဟုတ်တဲ့မဆိုင်ုံအသေးလေးတွေကလူလျှော့နေရည်လည်းပဲရှိကောင်းရှိနိုင်တယ်ဒါကြောင့်မလို့ထကြုတ်လုပ်ငန်းရှင်များအသင်းကိုကျွန်တော်တို့ကမေးတယ်မေးတဲ့အခါမှာထကြုတ်လုပ်ငန်းရှင်များအသင်းအနေနဲ့လည်းပဲသူတို့ရှိမှလည်းပဲ data မပြည့်စုံဘူးလို့ပြောပါတယ်မပြည့်စုံဘူးဆိုတာအချို့တည်င်းမပို့ဘူးပေါ့နော်ဒါမျိုးတွေရှိတယ်ဆိုတဲ့အခါကျတော့ဒီနေ့ဝန်ထမ်းလျှော့ချမှုဟာအ ဝန်ကြီးဌာနမှာရှိတဲ့ရှင်အထက်ချုပ်လုပ်ငန်းရှင်များအသင်းမှာရှိတဲ့ရှင်ကျွန်တော်တို့ရှိကိုတက်လာတဲ့အမှအရက်ဘက်သတင်းတွေမှာစုပေါင်းပြီးတော့သတင်းခိုင်မာမှုကတော့တိဆောက်ဖို့ကျွန်တော်တို့ခဲရင်းတယ်ဟိုအတိအကျရနိုင်ဖို့ပေါ့နော်ဆင်းရင်းဆိုတဲ့နေရာမှာပေါ့နော်ဝန်ကြီးဌာနကလည်းပဲဒီအလို့သမားတွေရဲ့တရားဝင်တိုင်ကြားမှုကိုလိုချင်တာပါကျွန်တော်တို့ကိုယ်တိုင်အခုဒီနေ့ဘာတွေ့နေရလဲဆိုရင်အလို့သမားကမတိုင်ရဲတဲ့ပြဿနာနောက်ရက်စကားပြောရရင်တော့ဂျားပွဲသားဆန်တဲ့ ဂျားလူတွေနဲ့တဆင့်တိုင်ခိုင်းတာမျိုးတွေတွေ့ရတယ်ဟုတ်ကဲ့ဥမာဘယ်ဆိုင်ကမှပြဿနာတက်နေတယ်ဟုတ်ကဲ့ဆိုပြီးတော့ကျွန်တော်စီကိုဖုန်းနေဝင်တယ်ဟုတ်ကဲ့အာကျွန်တော်အလုပ်သမားကြီးလှုပ်ရှားသူပါကျွန်တော်ဘယ်သူပါဆိုပြီးဖုန်းဆက်လာတယ်ဟုတ်ကဲ့ဘယ်ဆိုင်ကမှတော့အလုပ်သမားတွေပြဿနာပေါ်နေပါတယ်ဟုတ်ကဲ့ဟုတ်ပြီအဲ့တော့ဒီလိုပြဿနာပေါ်နေဒီလမ်းကြောင်းနဲ့ဖြစ်ရှင်းပါဆိုပြီးကျွန်တော်တို့အကြံပြုတ်ပေးတယ်ပေါ့နော်ဖြစ်နိုင်ရင်အလုပ်သမားတွေကိုတိုက်ရိုက်ကျွန်တော်တို့ရှိကိုဖုန်းဆက်ခိုင်းပါဖုန်းဆက်ပါတိုက်ရိုက်ဆက်သွယ်ပါ ဒါမှကျွန်တော်တို့ကကိုစားပြုပြီးတော့ဝင်ရောက်ဖြစ်ရှင်းပါမယ်လူသမားတမကမရှိတဲ့စိတ်ဝင်အလို့ယုံနေမှာပဲဖြစ်နေပါစေလူသမားတူဦးချင်းပဲဖြစ်နေပါစေတရားဝင်ဆက်သွယ်လာပါကျွန်တော်တို့ကတရားဝင်ကူညီဆောင်ရွက်မှာပါအဲ့တော့ဒီကြားကာလာထဲမှာဘာတွေ့ရလဲဆိုတော့တဆင့်ဖုံးနေနဲ့လာတယ်ကာယကံရှင်ရဲ့တိုက်ရိုက်မတိုင်ကြဘူး အဲ့တော့ဘာလို့ကျွန်တော်တို့ကကိုစားပြုတ်မှုနဲ့တောင်းဝန်ယူမှုတောင်းဝန်ခံမှုအပိုင်းမှာအများကြီးအားနည်းသွားတယ်ဟုတ်ကဲ့ကာယကံရှင်ကတိုက်ရိုက်မတိုင်တဲ့အခါမှာကိုစားပြုတ်မှုမရှိတဲ့အတွက်ကျွန်တော်တို့ကတရားဝင်ဝင်ရောက်ပြည်ရှင်ခွင့်အခွင့်အရေးဆုံးရှုံးတယ်ဟုတ်ကဲ့ကာယကံရှင်တွေအတွက်လည်းပဲဆုံးရှုံးတယ်နောက်တစ်ခုကအနည်းဆုံးအခကြီးငွေ3600ကမရဘူးဆိုရင်ဝန်ကြီးဌာနကလည်းပြက်ပြက်သားသားပြောထားတယ်တိုင်မှာအချိန်မီအေးယူမယ်တိတိယောက်ကိုအေးယူမယ်ဝန်ကြီးဌာနကလည်းပြောနေပြီလူသမားတွေတိုင်ရဲဖို့လိုတယ်ဟုတ်ကဲ့ဆရာ ဆရာပြောသွားတယ်မှာစိတ်ဝင်စားတခုอ่ะဗောနော်အလုံသမားတွေကတိုင်ကျင်နေဆရာဒါပေမဲ့ဆွမ်းနာပြောလို့သူတို့မှာချိန်ချောင်းမှုတွေရှိတယ်နောက်တစ်ခုကဒီအလုံမရလိုက်မှာသူတို့စိုးရိမ်နေဒီအလုံနဲ့သူတို့ရက်တည်နေရတဲ့သူတွေဆိုတော့လေအဲ့တော့သူတို့အပိုင်းမှာကအခက်အခဲတွေမှာချိန်ချောင်းမှုတွေ啊ဆရာပြန်ကြားရတဲ့အပိုင်းတွေ啊ဘယ်လိုမျိုးတွေရှိနေလဲဆရာတိုင်ချောင်းမှုကိုဖြစ်ရှင်းပြီးသွားလို့လောလောဆယ်ဖြစ်တဲ့အငင်းပေါင်းကိုဖြစ်ရှင်းပြီးလုပ်ငန်းခွင်ထဲမှာဆက်ရှိနေပေမဲ့လို့တိုင်ချောင်းကြီးခံရတဲ့လှုပ်ရှင်နဲ့တိုင်ချားပြီးပြီးတော့ညှိနှိုင်းပြည်လဲသွားပြီးတော့လုပ်ငန်းခွင်ထဲမှာရှိနေတဲ့ အလုံသမားရဲ့ဆက်ဆံရေးပြည့်လည်းမှုကတော့ရာခိုင်နေတယ်အရင်လိုတော့မကောင်းတော့ဘူးအရင်လိုမကောင်းတော့ဟုတ်ကဲ့ဆရာနောက်ထပ်ပြဿနာတစ်ခုမျိုးပွားဖို့တာဆူနေတယ်လို့ဖြစ်တယ်ဟုတ်ကဲ့အဲ့တော့လို့ရှင်ကလည်းပဲနောက်ထပ်ပြဿနာတစ်ခုထပ်ရှာတာနဲ့သူစိတ်ညစ်မခံတော့ဘူးဒီလိုသမားကိုလှုပ်ဖြုတ်ဖို့ကသူကများပြီရာခိုင်တော့လူသမားကလည်းရာခိုင်တော့များပြီလူသမားကလည်းဒါကိုကျင်းနေပါဦးတည်နေဟုတ်တယ်တည်နေတော့သူကလည်းပဲနောက်ထပ်ဥတွေထချိုးဖောက်တာတော့နောက်ထပ်သူအခွင့်အရေးတွေထိခိုက်ဆုံးရှုံးနေတာလို့သူကလည်းထပ်တိုင်ပါပဲဟုတ်ကဲ့အဲ့ဒီအခါမှာအဓိကကျွန်တော်တို့ပြောချင်တာလို့ရှင်လူသမားဆက်ဆံရေးပြက်ပြားတယ်ဆိုတာအဲ့ဒါ ဟုတ်လူသမားတွေကနောက်ထပ်အခွင့်အရေးချိုးဖောက်ခံရရင်လည်းရှင့်မှာအလားတူဖြစ်တဲ့အတွက်နောက်ထပ်တိုင်ရဲလူသမားကလည်းမတိုင်ရဲတော့မတိုင်ရဲတော့တော့ပါတယ်ဒါစစ်တပ်တစ်ခုဖြစ်လာဟုတ်တယ်ဒါကိုရဲရဲတင်းတင်းကြော်ဖြတ်ဖို့လုပ်တယ်ဟုတ်ကဲ့ဒါပေမဲ့လူသမားအတွက်ကိုပြန်ကြည့်တဲ့အခါမှာလည်းပဲအခုဒီအလုခန္ဓာရင်ဆိုင်ရာမူပေါင်းပေါ့နော်မူပေါင်းဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလုတ်တင်ကာလ3လဟုတ်ကဲ့အစမ်းကကာလ3လဟုတ်ကဲ့လုတ်တင်ကာလ3လမှာအနည်းဆုံးခကြေးငွေရဲ့ထက်ဝက်90%ကံလုံးမှာခန်းစားခွင့်ရှိတယ် ဟုတ်ကဲ့အစကကာလမှာ85ရာခိုင်နှုန်းခန်းစား권ရှိတယ်ဟုတ်ကဲ့အဲဒီ6လတည်အလုပ်တင်ဝန်ထမ်းတယောက်အနေနဲ့3600ရဖို့အတွက် तू ပြစ်ဆမ်းမယ်အရင်နေပဲဟုတ်အဲ့ဒီမှာပြဿနာကဘာရှိနေပြန်လဲဆိုတော့အလုပ်တင်လုပ်သားတယောက်က3လ तू အလုပ်ဝင်လုပ်နေတဲ့ကာလမှာနော် तू 3လအလုပ်ဝင်လုပ်နေတဲ့ကာလမှာလုပ်ရှင်ကမကြိုက်ဘူးဆိုလို့ရှိရင်သူ့တလကြွတင်ပြီး notice ပေးလိုက်ရင်ရောကြီးပေးစရာမလိုဘူးဟုတ်ကဲ့ဒါနောက်ကုန်အတိပဲသူလုပ်တင်ကာလမှာလုပ်ခွင့်ရှိမယ်ပြီးရင်သူနားသွားရမယ်ဟုတ်ကဲ့ အကယ်၍များဒီ notice မပေးဘဲနဲ့ချက်ချင်းနှားခိုင်းမယ်ဆိုရင်တော့သူ15ရက်စာရနိုင်တယ်ဟုတ်ကဲ့အလို့ရဆဲမှုဟုတ်ကဲ့ဆန်းကကာလမှာလည်းပဲဒီတိုင်းပဲဟုတ်ကဲ့အမြဲတမ်းခန့်နေဝန်ထမ်းအဖြစ်ကို6လောက်ကြော်ဖြတ်ပြီးတော့ထွက်လာတဲ့အခါမှာလည်းပဲရောချင်းနှုံးနာ15ရက်စာပဲရှိတယ်ဟုတ်ကဲ့အဲ့ဒီမှာကျတော့တဆင့်တာလာတယ် notice မပေးဘဲနဲ့အလို့ဖြုတ်မယ်ဆိုရင် လူတိကြီးတလှစာပါထပ်ဆောင်ပြီးတော့ရောကြီး55ရက်စာနဲ့ပေါင်း55ရက်စာခန်းစားခွင့်ရှိတယ်ဟုတ်ကဲ့အတုတက်ပေါ့တကယ်ပြည့်များရင်းကိုဒီလောက်ကုန်အထိပဲအလုတ်ခန့်ပါမယ်ဒါကြောင့်မို့လို့လောက်ကုန်မင်းအလုတ်ထွက်ရမယ်လို့ဆိုရင်အမင်းနဲ့ဝန်ထမ်းဖြစ်သွားရင်တော့မှသူ့ရဲ့ရောကြီးရပိုင်ခွင့်က55ရက်စာပဲရှိတယ်ဟုတ်ကဲ့ ဒါကလူကြီးအပိုင်းနဲ့ပတ်သက်လို့အားနေချက်သူ့ဘယ်သူ့တော်လဲပဲဥပဒေရစီးကြတ်ထားတဲ့အရာတစ်ချက်ရှိတယ်ဒါလို့တမားတွေသိဖို့ကျွန်တော် awareness လုပ်ချင်တာဟုတ်ကဲ့အကြောင်းမဲ့အလို့ရဆဲလို့မရပါဘူးသူခိုင်မာတဲ့အကြောင်းပြချက်ပြရမယ်သူ့ဌာနမှာလုံးမရှိတော့တာသူ့မှာအကုံမရှိတော့လို့ဒီဝန်ထမ်းကိုလူရှော့ရတယ်ဆိုရင်ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲနဲ့အလို့ရှော့ခံရတယ်လို့လူတမားကကိုယ့်ကိုယ်ကိုယုံကြည်ရင်တိုင်ပါဟုတ်ကဲ့လုံးဝရှုံးမပေးပါနဲ့အလုတ်ငန်းခွင် လုတ်ခွင်တည်မြဲရေး ဆက်လက်လုပ်ကံရေးရရှိရလို့သမားရဲ့အခွင့်အရေး။ဒါကြောင့်မို့လို့အကြောင်းမဲ့အလုပ်ဖြုတ်တယ်လို့ခန့်ရတယ်။လို့သမားတိုင်ကိုတိုင်ပါရအောင်ဖြည့်ရှင်းပါ။ကျွန်တော်တို့ဒါကြံပေးနေတာပါ။ဟုတ်ကဲ့ပါ။နောက်တစ်ခါပေါ့နော်ဖြည့်ရှင်းမှုတွေလုပ်တယ်ပေါ့နော်။ခုံသမားရိကောင်စီတို့ခုံသမားရိခုံယုံနေနဲ့လုပ်တယ်ပေါ့နော်။ဒါပေမဲ့ဒီရဲ့ဆုံးဖြတ်ချက်တွေတချို့ကအလုပ်ရှင်ဘက်ကအလုပ်သမားဘက်ကသဘောတူညီပြီးကမှချိုးပေါက်တဲ့ဟာမျိုးရှိရပေါ့။အဲ့တော့ဒီဆုံးဖြတ်ချက်တွေကခုံသမားရိကောင်စီရဲ့ဆုံးဖြတ်ချက်တွေကဘလို့အားနည်းချက်တွေရှိလို့လားဆရာ။ခုံသမားရိအဖွဲ့ပေါ့နော်။ အဲလူသမားကြီးရဲ့အငင်းပေါင်းမှုဒီဖြစ်ချင်းလုံးလုံးလုံးကြီးဖွဲ့စည်းထားတဲ့ဒီတိုင်းဒေသကြီးကုန်သမားကြီးအဖွဲ့လေကုန်သမားကြီးကောင်စီအဆင့်တွေပေါ့နော်ဟုတ်ကဲ့အဲသူတို့ဖြစ်ချင်းကြရတဲ့အခါမှာဒီကုန်သမားကြီးအဖွဲ့တွေရဲ့ဒီဆုံးဖြတ်ပုံတွေကတော့ဒါကတကယ်ကိုခိုင်မာတဲ့အဖွဲ့ရှိတယ်ပါဟုတ်ကဲ့အဲ့ဒီတိုင်းကုန်သမားကြီးအဖွဲ့ဆိုရင်ဒါ၁၀ဦးပေါ့နော်ဒါဖွဲ့စည်းထားတဲ့အဖွဲ့ကြီးရဲမှပညာရှင်တွေပါတယ်နောက်တစ်ခုကဒီ၃ဝင်ဆိုင်ပေါ့နော်လူသမားကိုယ်စားလှယ်ပါတယ် လုံရှင်ကိုယ်စားလှယ်ပါတယ်အစိုးရကိုယ်စားလှယ်ပါတယ်ဟုတ်ကဲ့အဲ့တော့ဒီပုံကူတွေကတကယ်ကျွမ်းကျင်နဲ့ရည်ရှင်ပြသွားတဲ့ပုံကူတွေပါသူတို့ကတော့ဥပဒေချိန်ခွင်ရှာကိုတဲ့တဲ့ကြည့်ပြီးသူတို့ဆုံးဖြတ်မှာဖြစ်ပါလိမ့်မယ်ဆုံးဖြတ်တဲ့အခါမှာတစ်ဖက်ဖက်ကမကြိုက်တဲ့ဆုံးဖြတ်ချက်မျိုးကြလာနိုင်တယ်ဟုတ်ကဲ့ခါလီကျရင်လုံရှင်ကမကြိုက်တဲ့ဆုံးဖြတ်ချက်မျိုးကြလာနိုင်တယ်ဤလိုသမားကိုလုတ်ပြန်ခန့်စီလို့အမိန့်ချတာမျိုးဟုတ်ကဲ့ဒါဆိုရင်လုံရှင်ကမခန့်ဘူး ဟုတ်တယ်ကိုသမารီတိုင်းဒေသကြီးကိုသမารီအဖွဲ့ဆုံးဖြတ်ချက်ကိုလက်မခံဘူးလက်မခံဘူးဟုတ်တယ်သူကနောက်ထပ်တဆင့်တက်ပါကိုသမารီကောင်စီကိုဆက်ပြီးတော့သူ complaint တက်လို့ရတဲ့အခွင့်အရေးကိုသူစုပ်ကင်မယ်ဟုတ်ကဲ့ဟိုနီ၎င်းမယ်တိုင်းဒေသကြီးကိုသမารီအဖွဲ့ကဒီလိုသမားတွေရောကြီးပေးစီဆိုပြီးဆုံးဖြတ်ခဲ့မယ်ဟုတ်ကဲ့ဒါလိုလူသမားအချင်းနဲ့ရောကြီးယူပြီးတော့နားလိုက်ရုံပဲဟုတ်ကဲ့ okay ကိုတွေကအလုပ်လုပ်ချင်တာဟုတ်ကဲ့ ယောချင်းမလို့ချင်းယောချင်းမလို့ချင်းဘူးဟုတ်ကဲ့နောက်တစ်ခုကယောချင်းနဲ့ဆုံးဖြတ်ခဲ့တာကိုလည်းပဲမမှန်ကန်ဘူးမတရားဘူးလို့လို့ကမှယူဆရင်ဟုတ်ကဲ့သူကရွေးချယ်เสียလမ်းနှစ်သွဲရှိတယ်ဟုတ်ကဲ့အဲ့ဒီသားကြီးကိုသမားကြီးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုလက်မခံရင်ကိုသမားကြီးကောင်စီကိုဆက်တက်မလားဒုတိမို့တပိတ်မောက်မလားစိုက်တာလုပ်လို့ရပါတယ်တပိတ်မောက်ခွင့်လည်းပဲဥပဒေရခွင့်ပြုထားတယ်ဟုတ်ကဲ့ဘာလို့သူတပိတ်မောက်မလဲဟုတ်ကဲ့ဟုတ်ပြီဒီတပိတ်မောက်တဲ့အခါမှာ အဲအချက်တွေပေါ်မှာမူတက်ပြီးတော့မချိုက်လို့တပိတ်မှောက်ရပါတယ်ဆိုတော့ကိစ္စတွေအကြောင်းအရာအမျိုးမျိုးရှိနိုင်ပါတယ်ကိုယ်တော်ကြီးကောင်စီကိုမတက်ဘူးတပိတ်မှောက်မယ်ဆိုရင်ဆန္ဒပြတာမဟုတ်ပါဘူးတပိတ်လို့ခေါ်ပါတယ်ဟုတ်ကဲ့ဆန္ဒပြတာကစီတန်းလဲလဲချင်းနဲ့တက်ဆိုင်တဲ့ဥပဒေပြရတတ်တတ်သွားတယ်ဟုတ်ပါတယ်ဟုတ်ဟုတ်ကျွန်တော်တို့ကလုံသမားတပိတ်ပါအဲလုံသမားတပိတ်မှောက်ခွင့်ရှိတယ်တပိတ်မှောက်ပါမှောက်တယ်ဆိုတဲ့အခါမှာဒီတပိတ်ဟာကိုယ့်ရဲ့မူလတောင်းဆိုချက်ဘယ်နှချက်ကိုမရလို့မှောက်နေတာလဲတိုင်းနေသားကြီးကိုယ်တော်ကြီးအဖွဲ့ရဲ့ အမိန်ချပြီးမှမှောက်တာလားမချခင်မှာမှောက်တာလားဥပဒေရဆိုရင်ချပြီးမှမှောက်တာဥပဒေနဲ့ညီတယ်ညီတယ်တိုင်းပြည်သားကြီးခွန်သမားကြီးအဖွဲ့အထိကိုမရောက်သေးဘဲနဲ့မြို့နယ်ပြန်ပြီးအရှင်းတော်မရောက်ဘဲတဲ့မှောက်တဲ့တပိတ်တွေကဥပဒေနဲ့မညီဘူးဟုတ်ကဲ့ဥပဒေနဲ့မညီတဲ့တပိတ်တွေကိုရေးယူပိုင်ခွင့်ရှိတယ်ရေးယူလည်းခံရနိုင်တယ်ဥပဒေနဲ့ညီတဲ့တပိတ်တွေမှာရောရေးယူခံရပိုင်ခွင့်ရှိသလားဆိုတော့မရှိတော့ဘူးတပိတ်ရဲ့အဆင့်တွေရှိတယ်တပိတ်အဆင့်ကြီးဆယ်ဆင့်လောက်ရှိတယ် ဟုတ်ကဲ့ပါမောက်တဲ့ခါမှာဟုတ်ကဲ့ဘယ်နှစ်မှာဘယ်အဆင့်ကြီးတက်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 ပေါ်လဲညင်သွားမလဲဆိုတာညင်သွားမယ်ဟုတ်ကဲ့နောက်ဆုံးဆံကခံဆန္ဒပြတဲ့အဆင့်အထိပေါ်တော့ညင်သွားမလားဟုတ်ကဲ့နောက်ဆုံး negotiate လုပ်တဲ့ခါမှာ negotiation လုပ်တဲ့ခါမှာဒီအချိန်ခံစည်းမျဉ်းတွေရှိတယ်။မတောင်းဆိုချက်၅ချက်၊ဒုတိယမို့၁၀ချက်မှာတစ်ဖက်က၅ချက်လိုက်ရောလိုက်ရင်ဒီတပိတ်ကိုရမလား။၃ချက်လိုက်ရောလိုက်ရင်ရမလား။မနှစ်ချက်ရမှာတပိတ်ကိုရမလဲဆိုတော့တပိတ် limit တွေကိုတပိတ် committee နဲ့က အပြန်လန်ရှိတယ်တပိတ်ကော်မတီဆိုတာစီစံညီနိုင်ရဲ့အဖွဲ့တပိတ်ကော်မတီနဲ့တပိတ်မှောက်နေတဲ့ဘဝဝင်ညားထဲမှာအပြန်လန်ယုံကြည်မှုတိစောက်ထားဖို့လိုအပ်တယ်ဟုတ်ကဲ့ပါနောက်တစ်ခုကဘယ်အချိန်မှဖြစ်ဒီတပိတ်ကိုလှန်ပြီးတော့ကုံသမารီကောင်စီကိုတက်မယ်ဆိုတာမျိုးတွေကိုရစနစ်တကျကိုယ့်အကူပြထမ်းထားဖို့လိုမယ်ဒါမှတကယ့်ကိုရည်သွေးရှိတဲ့တပိတ်တွေဖြစ်လာမယ်အဲ့လိုမျိုးဟိုရည်သွေးရှိတဲ့တပိတ်တွေကိုကျွန်တော်တို့ကဖြစ်စေခြင်းတယ်ဥပဒေကြလည်းပဲညီညွတ်တယ်တကယ့်ကိုအများဂုံယူလေးစားရလောက်တဲ့တပိတ်တွေဖြစ် စိတ်ကျင်တာကျွန်တော်တို့အလုံးသမားတပိတ်တွေအဲ့ဒီအခါမျိုးမှာဒီတပိတ်ရဲ့တက်ရောက်မှုကအလုံးရှင်ကိုလည်းပဲဇဝဝိုင်းမဟုတ်ဘူးရောက်လာပြီးတော့ဆွေးနွေးနိုင်တဲ့အခြေအနေတကူရောက်စေတယ်လို့တောင်းဝန်ရှိတဲ့ဒါကျွန်တော်တို့အလုံးသမားဝန်ကြီးဌာနမှာဆိုတော့ဒါအလုံးသမားဆက်ဆံရေးဦးစီးဌာနဆိုတာဖွင့်ထားပြီးပြီဒီဆက်ဆံရေးဦးစီးဌာနကလည်းပဲဂျားဝင်ဝင်ရောက်ညှိနှိုင်းပြီးတဲ့ဒီပြဿနာတွေဖြေရှင်းပြီးတယ်ဟုတ် ုတ်ကဲ့ပါဆရာအခုလက်ရှိပေါ်တော့ဒီအလုတ်သမားတွေနဲ့ပတ်သက်ပြီးတော့ဒီဟိုပေါ့ဟိုဟိုခံစားနေရတဲ့အခက်အခဲတွေဟာတကယ်ပဲဒီအလုတ်သမားဝင်ကြီးဌာနနဲ့စေဆက်ညှိနှိုင်းဖြည့်ရှင်းမှုတွေအကြောင်းပဲဒီအဆင်ပြေသွားတဲ့အပိုင်းတွေရှိတယ်လို့အဆင်မပြေတဲ့အပိုင်းတွေထပ်ပြီးတော့ဟိုကမျိုးတွေရှိနေသေးလားဆရာကျောင်းတစ်ခုခုကျောင်းသူအလုတ်ရဆက်ခံရပြီလုံးအလုတ်အကင်တီမဲရေးသူတက်နံပါတ်1ပဲဒါကြောင့်ကျွန်တော်အလုတ်မထွက်ပြရစေနဲ့ကျွန်တော်အလုတ်မဖြုတ်ပါနဲ့အလုတ်ပြန်ခန့်မေးပါဆိုပြီးတောင်းဆိုတယ်မရဘူးမရရင်ညှိမှောင်းမှုဖြစ်မယ်အတိုင်းပဲ ိုင်း dispute ဖြစ်ပြီးပြင်ရင်ဒါကျွန်တော်တို့ညင်းပေါင်းပြင်ရှင်းလမ်းကြောင်းရပြင်ရှင်းမယ်ဟုတ်ကဲ့မြို့နယ်ပြန်မြင်းမှာပြင်ရှင်းမယ်ဆိုရင်မြို့နယ်ပြန်မြင်းမရောက်ခင်မှာညီနိုင်ရေးဆိုတာဆင့်ရှိဟုတ်ကဲ့ညီနိုင်ရေးပြက်တယ်ပေါ့နော်ညီနိုင်ကိုမခံလို့မြို့နယ်ပြန်မြင်းကိုတိုင်ရတာဟုတ်ကဲ့စတိုင်တဲ့ရက်ကနေရုံးပိရဲ့မှာပွားနေ့ရက်တွင်းပြင်ရှင်းရတယ်ဟုတ်ကဲ့တိုင်သာရရှိတာနေဟုတ်ကဲ့အဲ့တော့ဆိုရင်ကျွန်တော်တို့ကရုံးပိရဲ့မှာပါနေ့ရက်တွင်းတိုင်သာရရှိတာနေ့ရက်တွင်းရုံးခေါ်နေ့ရက်တွင်းပြင်ရှင်းဆိုတော့အင်းလာနေစတိုင်ရင်တောက်ကြံနေကြိတ်ဆုံးမယ်ဟုတ်ကဲ့မြို့နယ်ပြန်မြင်းအရှင်းပြီးသွားပြီမြို့နယ်ပြန်မြင်းရဲ့ decision မပေးနိုင်ဘူးဟုတ်ညှိပေးတာမရတဲ့အတိုင်းကိုလွှဲမယ်ဟုတ်ကဲ့သုံးချက်ပေးနိုင်တဲ့ဖွဲ့စည်းမဟုတ်ဘူးဟုတ်ကဲ့အဲမျိုးနဲ့ပြန်ပြေးမှာလှုပ်ထုံးလှုပ်နီးနဲ့အညီတော့ဒါလေချက်လှုပ်ထုံးလှုပ်နီးနဲ့မညီတာတွေရှိတယ်ခိုင်းစားတင်ထားပြီးတော့တတ်မှတ်ရတဲ့မှာရုံးမခေါ်နိုင်တာမကြားနာနိုင်တာမညှိပေးနိုင်တာတပတ်နဲ့ပြရမယ်ကိစ္စနှစ်ပတ်လောက်ကြာနေတာမျိုးတွေရှိတယ်ဟုတ်ကဲ့ဆရာဒါကအလုံးသမားဒုက္ခရောက်စေတဲ့အပိုင်းတွေခိုင်းရတဲ့အပိုင်းတွေဟုတ်ကဲ့ဟုတ်ပြီတပတ်နဲ့ပြရင်တပတ်တာလှုပ်သမားပြီးပြီဟုတ်ကဲ့တိုင်းကိုလွှဲပြီတိုင်းမှာလည်းပဲ တိုင်းလုံးကိုလွှဲစာရရှိပြီးတာနဲ့ခုနှစ်ရက်အတွင်းမှာကြားနာပါခုနှစ်ရက်အတွင်းမှာသုံးသပ်ပါခုနှစ်ရက်အတွင်းမှာဆုံးဖြတ်ပါဆိုတော့14ရက်နဲ့21ရက်အတွင်းပဲဟုတ်ကဲ့တိုင်းဒေသကြီးအဖွဲ့အဲ့တော့ရက်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်မြို့နယ်နဲ့တိုင်းမှာလည်းကျွန်တော်တို့ကတလပောင်းဝင်းကြီးကြားလာနေပါတော့ရှိသွားပြီအဲ့ဒီမှာလေးပဲတခါလေးပြောချင်တယ်ဟုတ်ကဲ့သူကိစ္စကိုကိစ္စကိုယ့်အကိုလောက်ကြဖို့လိုတယ်လုံလုံးလုံးနည်းနဲ့ဥပဒေကိုလေးစားဖို့လိုတယ်မျှကြည်ပေါ့နော်တွန့်လိုက်မြို့နယ်ပြန်ပြီးအဆင့်ရနေပြီးတော့ ကိုယ်တော်မာလေးကောင်စီကမိန့်ချတဲ့အဆင့်အထိအဆင့်၃ဆင့်ကိုဖြတ်တန်းတဲ့အခါမှာအနည်းဆုံး၁လခွဲနဲ့၃လတိကြပါတယ်ခင်ဗျဟုတ်ကဲ့နော်တေချာတာကတော့၁လခွဲနဲ့၂လကတေချာပေါ့ကြပြီဟုတ်ကဲ့ဒီကြားကာလာထဲမှာလူသမားရဲ့စာမွနေဘာနဲ့တွားမလဲဟုတ်တယ်ဟုတ်ပြီကိုယ်တော်မာလေးကောင်စီကလည်းပဲဒီလူသမားကိုလုတ်ပြန်ခတ်မှာပဲအမိန့်ချတယ်အလို့ချင်းကမခတ်ဘူးပြဟုတ်တယ်မခတ်ရင်ဒီစုလောရဲ့လုပ်ငန်းရှင်အကုန်ဆုံးပြီဗျာဟုတ်ကဲ့ဒီစုလောလုပ်ငန်းရှင်အကုန်ဆုံးတဲ့အခါမှာတရားလွတ်တော်ချုပ်ကိုစာချုပ်တော်တက်ဖို့ပဲကြံတော်တယ် Supreme Court ကိုဟုတ်ကဲ့ နေပြီးတော့တက်ရမယ်ရုံမ51ကိုဟုတ်ကဲ့ရန်ကုန်ကလို့ဒီမှာကြောက်နေပြီးတော့သွားဘူး transport charge လမ်းမှာစားဘူးတောက်ဘူးဟုတ်ကဲ့နောက်ပြီးတော့နေပြီးတော့မြို့မဈေးရနေပြီးတော့လူသမားဝန်ကြီးဌာနဒီရုံမ51ဘေးမှာပဲတရားထုတ်တော့ကြုတ်ပါဟုတ်ကဲ့အဲ့ဒီကိုသွားရဖို့ရန်ကုန်လို့မဟုတ်ပါဘူးခင်ဗျာလိုင်းကမရှိဘူးဟုတ်တယ်လိုင်းကမရှိဘူး တစီငါးသွားရင်အသွားရင်1000လောက်ကြပါတယ်ခင်ဗျာဟုတ်ကဲ့အသွားပြန်4000လောက်ပေးရပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒီပတ်စံတွေကိုအလို့သမားကဘယ်ပတ်စံနဲ့သွားပြီးတော့တရားလွတ်တော်ကိုစာရင်တော့တက်မလားဟုတ်ကဲ့ဟုတ်ကဲ့ဒါလို့သမားဘက်ကကြုံရမယ်အခက်ခဲကြီးဟုတ်ကဲ့ဥပဒေရပြီးတဲ့ခိုင်နှုံးနေရှိတယ်ဟုတ်ကဲ့ဟုတ်ပြီတရားလွတ်တော်ရုပ်ကအလုခန်းပါလို့အောက်ရုံးနေအမိန့်ဒီဂရီကိုအတည်ပြုပြီဆိုလို့ရှိရင်အလို့ရှင်ကလုံးဝရှုံးပါပြီဟုတ်ကဲ့အဲ့တော့ကျွန်တော်အရသဘောပြောရရင်နိုင်မယ်လို့တည်ကြံနေရဲ့အလို့သမားအမှုတစ်ခုအလို့သမားကတရားလွတ်တော်ရုပ်တိရင်ဆိုင်ပြီဆိုရင် သူအမှုနိုင်မှာတော့တည်ကြတယ်ဟုတ်ကဲ့သူအမှုနိုင်သွားရင်လည်းပဲဘယ်ပေးနဲ့သူအကုန်ပြန်ရမှာဟုတ်ကဲ့သူနိနာကြီးတွေရောသူလာစာတွေရောနောက်ပြီးတော့ဒီ20ရာခိုင်နှုန်းအတိုးတွေရောပေါ့ဒီဂျားကာလာနလာဒိုဒီမို့3လဒိုဒီမို့တရားလို့တော့ဂျိုးတီသွားမယ်၄လလောက်ကြာမယ်ကာလာကိုအမှုရင်ဆိုင်ဖို့အတွက်လို့သမားပဲရပတ်စံလဲဟုတ်တယ်အဲ့လိုရင်ဆိုင်မလဲဟုတ်ကဲ့နောက်အမှုရင်ဆိုင်နေရတဲ့ရုံချင်းတွေသူအမြန်လန်သွားနေရတဲ့အချိန်မှာနောက်လိုတစ်ခုကိုသူရှာဖွေပြီးတော့လုံးကင်မှုကြားထဲမှာရှိတယ်ဟုတ်ကဲ့လုံးမရဘဲနဲ့ကော ဘယ်ကငွေကြေးတွေနဲ့ तू မဆိုင်ဘူးလေဟုတ်ကဲ့တကယ်လို့မိသားစုရှိခင်မိသားစုစားဖို့နေရကို तू ဘယ်လိုဖြစ်ရှင်းမလဲရှိရတဲ့ရောင်းချပေါင်နှံပြီး तू ဖြစ်ရှင်းရမယ်ကျွန်တော်တို့ကိုယ်တိုင်လှုပ်ပြုတ်ခံခဲ့ရတဲ့အခါမှာဒီလိုဒုက္ခတွေကိုကျွန်တော်တို့ခံစားပြီးတော့တွားခဲ့တယ်ဟုတ်ကဲ့ကျွန်တော်တို့ကတရားလို့တော့ကြုတ်တိမတွားခဲ့ဘူးဟုတ်ကဲ့တချို့ဒါအင်းတော်မရှိတဲ့လူမျိုးလူလွတ်တွေဆိုလို့ရှင်းတရားလို့တော့ကြုတ်တိကိုဒါစာကျွန်တော်တက်သွားတဲ့ဖို့ပေါင်းခုနှစ်ခုလောက်ရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒါမျိုးတွေကဒီလုံးလုံးကြီးအပိုင်းနဲ့ ဒီအလုံသမားတွေခံစားရတဲ့ဒုက္ခတွေကိုဒါကျွန်တော်ပွင့်လင်းမြင်တာကျွန်တော်ပြောပြနေတာဖြစ်တယ်ဟုတ်ကဲ့အလုံရှင်ကတော့ငွေရှင်ဖြစ်တဲ့အတွက်တစ်နှစ်ကြာကြာဒီမှုကိုသူရင်ဆိုင်မှာပဲဟုတ်ကဲ့စားမပြက်တောင်းမပြက်လုပ်ငန်းမပြက်သူရင်ဆိုင်မယ်ဟုတ်တယ်အလုံသမားကတော့ဥပဒေမဲ့အလုံပြုတ်ခံရတယ်လို့သူ့ကိုယ်သူခံယူလေဆိုရင်တရားလို့တော့ဂျုတ်အထစ်ကိုသူကတဲတဲမဲမဲကို တင်မယ်အမှန်တရားတစ်ခုတည်းသူတိုက်ပွဲဝင်မယ်ဟုတ်ကဲ့ဒီတိုက်ပွဲကလေနဲ့တိုက်လို့မရဘူးပတ်စံနဲ့တိုက်ရတယ်ဟုတ်ကဲ့ဒီကြားကာလမှာလူသမားတွေဘယ်လိုဒုက္ခရောက်တယ်ဆိုတော့ကျွန်တော်ပုံမှန်လေးလေးပြောပြနေတာပါဟုတ်ကဲ့ဆရာအခုလိုဖြစ်ကြပြကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျကျေးဇူးပါအခုမင်းမြန်သားတွေကတော့အနည်းဆုံးလောက်ခလာစားတရက်3600တတ်မှတ်ပြီးတဲ့နောက်မှာဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲပြဿနာနဲ့ပတ်သက်ပြီးတွေးဆမင်းမြန်သားတာဖြစ်ပါရဲ့ရှင်